အားလုံးပြင်မင်္ဂလာပါ TN Tharok ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများအတွက်ကျွန်တော်ကငွေကြေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ငွေကြေးကံကိုကျွန်တော်ထရော်နမိတ်လေးဖတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်တောင်းဆိုထားကြလို့ပေါ့နော် YouTube YouTube မှာကျွန်တော်ကိုတောက်ဆောက်တောင်းဆိုထားတဲ့ငွေကြေးကံလေးဖတ်ပေးပါအောင်ဆရာကြီးအာငွေကြေးကံလေးဖတ်ပေးပါအောင်ဆိုပြီးတော့တောင်းဆိုထားတာရှိလို့ပေါ့နော်အဲ့တော့ဒါလေးကကျွန်တော်နံပါတ်1ဒါလေးကတော့ကျွန်တော်တို့နံပါတ်2ပေါ့နော်1ရဲ့2ရဲ့ကို တိတိချာချာလေးကျွန်တော်တို့ရွေးချယ်ပေးပါเนาะအာယုံလေးတေစာလေးပြုပြီးတော့ရွေးချယ်ပေးပါကတ်လေးနှစ်ကတ်ဖတ်ပေးမယ်နံပါတ်1ရဲ့နံပါတ်2ရဲ့မိမိအာယုံလာတဲ့မိမိရဲ့ intuition ကနေလာနေတဲ့နံပါတ်ကိုရွေးချယ်ပြီးတော့ကျွန်တော်တို့ရွေးလို့ရတယ်ပေါ့เนาะအဲ့တော့နံပါတ်1ကိုရွေးမလားနံပါတ်2ကိုရွေးမလားဆိုတာကိုပေါ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတို့ရဲ့ငွေချေးကံကိုနံပါတ်1တမားတွေလည်းငွေချေးကံလေးဖတ်ပေးပါဖြစ်တယ်ဒါလေးကတော့နံပါတ်2ကိုဒီမှာခဏထားလိုက်မယ်เนาะโอเคဒါလေးကတော့နံပါတ်1တမားတွေအတွက်ပါ အာနပတ်တမားတွေတက်ကတော့လေငွေကြေးကံနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းပါဘူးပေါ့နော်စိတ်မကောင်းဆိုတာဘလို့မျိုးလဲဆိုတော့အဆင်မပြေတဲ့လူတွေများနေတယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်ခက်ခဲနေတယ်အကျွေးတွေတင်နေတယ်အကျွေးတွေပြိနေတယ်အပြီးအကျွေးတွေပေါ့နော်ချီထားတဲ့ငွေတွေဆိုလေအတိုးတွေတောက်ဆော့တောက်ဆော့တက်ပြီးတော့လေအာဖရက်ဆာတွေပြိနေတာပေါ့နော်စိတ်စိတ်ဖီးစီးမှုတွေအရန်များနေတာစိတ်ခံစားချက်တွေအရန်များနေတာကိုတွေ့ရတယ် ငွေကြေးအဆင်မပြေတာတွေမဟုတ်သေးဘူးနောက်ဆက်တွဲကလည်းအိမ်ထောင်ရေးပါအဆင်မပြေဘူးဖြစ်လာတာပေါ့နော်အိမ်ထောင်ရေးတွေလည်းအဆင်မပြေဘူးမိသားစုတွေလည်းအဆင်မပြေဘူးအဲ့လိုမျိုးလေးတွေပါဖြစ်လာလာတွေ့ရတယ်ပေါ့နော်အာဒီနံပါတ်1တမားတွေအတွက်တတမနံပါတ်1ကိုရွေးချယ်ထားတဲ့သူတွေအတွက်အိမ်ထောင်ရေးငွေကြေးအဆင်မပြေတော့အိမ်ထောင်ရေးကပါအဆင်မပြေဘူးဖြစ်လာတယ်သူ့အလိုလိုပေါ့နော်ခဏခဏစကားတွေညံ့ရမယ်ခဏခဏကြွားမယ်ရှင်းမယ် ဒုတက်ဖြစ်ရတယ်ရံဖြစ်ရတယ်အိမ်မှာအိမ်ပူအိမ်အပူလောင်းနေတယ်လို့မျိုးပေါ့နော်စကားတွေခဏခဏမြဲရတော့လက်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 ပါလေမရှင်တော့ဘူးရောင်းပန်းဝေပန်းတွေလည်းမကောင်းတော့ဘူးစီးပွားရေးတွေကလည်းအရင်တော့အရင်တော့မကောင်းဘူးငွေတွေဆိုရင်လည်းအရင်တော့မကောင်းတော့ဘူးတိတိတတားယူပေါ့နော်ဝင်ငွေတွေနေလာတယ်အကျွေးတွေဆိုရင်လေးပေါ့နော်စက်တိုက်စက်တိုက်အထွေးအထွေးပူပြီးပြီးတော့ပေါ့နော်ပတ်စံတွေကလည်းပတ်စံတွေကလည်းအထွေးကိုချီထားတဲ့သူတွေကလည်းပတ်စံတွေလှမ်းတောင်းအဲ့မှာကို့မှာလည်းစိတ်တည်ညည့်ပြီးတော့ကိုကိုကိုပေါ့နော် ဒီစကားတော့မပြောချင်ဘူးပေါ့နော်ကိုကိုကိုဘလို့ဖြစ်မလဲဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့အစိတ်ကိုခိုင်ခိုင်မာမာလေးထားပေးပါနော်ဒီနံပါတ်1တမားတွေကစိတ်ကိုခိုင်ခိုင်မာမာလေးထားပေးပါ ြဿနာရှိရင်အဖြေကရှိပြီးသားကျွန်တော်တို့အဖြေရှာရမှာကိုဘာမှားနေလဲကိုဘာတွေလိုအပ်ချက်ရှိနေတာလဲသူများတွေအဆင်မပြေဘူးကိုကဘာလို့အဆင်မပြေတာဖြစ်တာလဲသူများတွေဈေးရောင်းကောင်းတယ်ငါဘာလို့ဈေးရောင်းမကောင်းတာလဲအဲ့ဒါကိုကျွန်တော်တို့ကတိတိဆက်ဆက်စမ်းစစ်ဖို့လိုတယ်ဒီအဆင်မပြေမှုအဆင်မပြေဘူးအဆင်မပြေဘူးဆိုတော့အတွေးမှာပဲကျွန်တော်တို့ကစိတ်ညစ်ပြီးတော့စိတ်တက်ကြနေမယ်ဆိုရင်ဒီကိုကတွေးနေတာလေဒီဓာကြီးကိုဒီနေ့တော့အတွေးနဲ့ပတ်သက်ပြီးတော့ပညာလေးတစ်ခုသင်ပေးသွားတယ်ပေါ့နော်ဆရာကြီးကပေါ့နော်အော်ဒီကိုကိုကကိုကဘာဖြစ်ချင်တာလဲကိုကအဆင်ပြေ တာကိုဖြစ်ကျင်တာမလားအဲ့တော့အဆင်ပြေတယ်အောင်မြင်ခြင်းနဲ့ငွေတွေဝင်ခြင်းနဲ့ဆိုရင်ဒါဟောပဲကျွန်တော်တို့ကတွေးရမှာလीအဲ့တော့ကျွန်တော်တို့လူတူတူမြင်များကဘာလို့ဖြစ်နေလဲဆိုတော့ခံစားနေရတာဘလို့ခံစားနေရဆိုတော့အဆင်မပြေမှုဆိုအဲအဆင်မပြေမှုကိုပဲသွားပြီးတော့ခံစားပြီးတော့တစ်ချိန်လုံးတွေးနေတာအဆင်မပြေဘူးအဆင်မပြေဘူးငါကန်ဆိုးတယ်ငါကန်ဆိုးလိုက်တာငါကန်ဆိုးလိုက်တာသူများလားကံမကောင်းဘူးထီထွက်ရင်လည်းထီမပေါ့ဘူးချေထွက်ရင်လည်းချေမပေါ့ဘူးငါမေးထွက်ရင်လည်းမေးမပေါ့ဘူးအဲ့လိုမျိုးကိုကိုကိုအပြစ်တင်တာလေအရန်များနေတယ်နက်ကစ်တက်တဲ့အရန်များနေတတ်တယ် အဲ့တော့ကိုကကံလေးကောင်းချင်တယ်ပတ်စံလေးလေးဝင်ချင်တယ်လက်လာပါလေးလေးဝင်ချင်တယ်ဆိုရင်ကျွန်တော်တို့အတွေးကိုပြန်ပြောင်းမယ်နော်အတွေးကိုပထမတစ်ချက်အတွေးကိုပြန်ပြောင်းမယ်ဘလို့အတွေးပြောင်းမလဲဆိုရင်ဒီနေ့ကစပြီးတော့ဒီဗီဒီယိုကိုကြည့်တဲ့နေ့ကနေစပြီးတော့ငါအဆင်ပြေပြီငါရောင်းပန်းဝေဖန်နေကောင်းပြီငါစီးဖွားရေးတွေတက်ပြီစီးဖွားရေးတွေကိုဖြစ်ချင်တာပဲတွေ့ရမှာလေကျွန်တော်တို့ကပြောချင်တာကကိုကိုဒီအဆင်မပြေတာကိုကိုဖြစ်ချင်တာလားအဆင်မပြေတာကိုမဖြစ်ချင်မှုရှင်မတွေးနဲ့တော့အဲ့တော့ ဒီလက်ရှိမှာခံစားနေရတော့ကတ်တက်ဖြတ်ချပြီးတော့ကျွန်တော်တို့ကအစင်ပြေမဲ့အရာတွေပိုးစတဲ့ပေါ့နော်ကောင်းတဲ့စကားလုံးတွေများများလေးတွေးပြီးမယ်ကောင်းတဲ့အတွေးတွေများများလေးတွေးပြီးမယ်အသက်နဲ့ဆိုမကောင်းတဲ့အတွေးတွေမကောင်းတဲ့ဒီအကြောင်းအရာလေးတွေမကောင်းတဲ့ခံစားချက်တွေကိုအသက်နဲ့ဆိုဖယ်ပြောက် နော်ဖေဖြောက်ပြီးတော့ကျွန်တော်တို့ဒီနေ့ကနေစပြီးတော့ဒီဗီဒီယိုကိုကြည့်တဲ့နေ့ကနေစပြီးတော့ကောင်းတာကိုမများတွေ့မယ်အာပတ်စာဆိုလေဝင်ဒီဖြစ်စီဝင်ရှာမရှင်းနဲ့ပေါ့နော်အာဘလို့ဝင်ပါလေဘလို့ဖြစ်ပါလေဘလို့လုပ်ပါလေအဲ့လိုမျိုးအဲ့လိုမျိုးတွေးနေစရာမလိုဘူးမနေ့ကအစပြီးတော့ငါကန်ကောင်းပြီငါကန်ကောင်းချင်းတွေဝင်လာပြီငါစီကိုငွေတွေဝင်လာပြီအချွေးလေးချေးပြီးပျော်ပျော်ကြီးနေလိုက်နော်ပျော်ပျော်ကြီးတချောက်တောက်ချောက်အဲ့လိုမျိုးနေအပြီးတော့ကိုယ့်ရဲ့လိုအပ်စက်တွေကိုစမ်းစစ်ပါကိုဘာတွေလိုအပ်ချက်ရှိနေတာလဲတများတွေဈေးအောင်ကောင်းတယ်ဆိုငါဘာလို့ဈေးအောင်မကောင်းတာလဲငါရဲ့လိုအပ်ချက်ကဘာလဲ ငါရဲ့ငါဆက်ဆံနေတဲ့ဒီပေါ့နော် customer ပေါ်ဒီမှာငါဆက်ဆံနေတာဘာလို့ဘာလို့လို့လဲငါဈေးကြီးနေလို့လားဓမ္မမောကိုကအစားအသောက်ရောင်းနေဆိုလဲအစားအသောက်ငါရဲ့လက်ရကမကောင်းလို့လားလက်ရမကောင်းမှုဆိုလက်ရပြန်ပြောင်းရမယ်အဲအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်နေရာမကောင်းမှုဆိုနေရာပြန်ပြောင်းရမယ်နောက်ကဆိုင်ခါပုံစံမကောင်းမှုဆိုဆိုင်ခါပုံစံကိုအပြောင်း change just တွေပြန်လုပ်ရမယ်အဲ့လိုမျိုးပေါ့နော် after after သူများသူများကိုသူများနဲ့ဟိုပါပြိုင်ဖို့မဟုတ်ဘူး ပေါ့နော်သူများဘာလို့ရောင်းကောင်းလဲဆိုတော့ကိုကကြည့်ပြီးတော့ကိုကကိုကိုရဲ့ပစ္စည်းတွေကိုပြန်ဆန်းစစ်ရမှာအဝယ်စားရည်ဆိုရင်လေသူများလည်းအသားကောင်းလားငါအသားမကောင်းလို့မရောင်းရတာလားเนาะအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေပြန်လေဆန်းစစ်ပါစိတ်တက်မကြပါနဲ့တစ်ချိန်လုံးအဆင်မပြေဘူးဆိုရှီလာမှာတစ်ချိန်လုံးဖြစ်နေမှာမဟုတ်ဘူးစူးစမ်းမယ်ဆိုရင်အောင်မြင်မယ်အဒီကအတွေးကိုပြောင်းဖို့လိုတယ်မိမိတို့ရဲ့အတွေးမိမိတွေးနေတဲ့ negative တွေကိုကျွန်တော်တို့ကပြန်ပြောင်းတွေးမယ် positive ပေါ့နော်ကောင်းတဲ့အရာတွေများများလေးပြောင်းတွေးမယ် ပုံမှန်လေးဘာသာရေးလေးတွေပုံမှန်လောက်မယ်ဖျားတရားလေးတွေပုံမှန်မှာလောက်မယ်ပြီးတော့ customer ပေါ်တွေမှာဆက်ဆံရေးကိုလေအတတ်နိုင်ဆိုတိခံရမယ်လေကိုကပတ်စံလိုချင်တာလေ customer နဲ့သွားပြိုင်ပြီးတော့ရန်ဖြစ်လို့မှမရတာเนาะအဲ့လိုမျိုးလေးတွေပြန်လုပ်ပါပြန်လေး sensitive ပါတိတိဆဆ sensitive ပါကိုကိုကိုဘာလိုအပ်ချက်တွေရှိလဲဆိုတော့ဗောနော်အဲ့တော့နံပါတ်1တမားတွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကနေအကျွေးတွေ အကျွေးပူမိနေတဲ့အရာကနေအမြန်ဆုံးလွတ်မြောက်ပြီးတော့အိမ်ထောင်ရေးတလေအမြန်ဆုံးအဆင်ပြေပါစေနော်ဒီရဲ့ဗီဒီယိုမှာဆိုရင် နမိတ်လေးပါတယ်ပေါ့နော်အိမ်ထောင်ရေးအဆင်မပြေဘူးကွေးသွားတယ်ဆိုလည်းပေါ့နော်ဓာတ်ပုံကိုဓာတ်ပုံကိုထားအကွာထားကိုကကိုထားခဲ့တာပေါ့နော်အော်ဒီတစ်ဖက်လိုကကိုရဲ့အိမ်ထောင်ပဲဖြစ်ဖြစ်ကိုရဲ့အမျိုးသားအမျိုးသမီးကဖြစ်ဖြစ်ငွေကြီးအဆင်မပြေတဲ့ပြောကြမှာသူကတကိုရေးစာရုံထွက်သွားတဲ့ပုံစံမျိုးပေါ့နော် ပြောမယ်ဆိုရင်ဟိုအတတမားတွေပေါ့နော်အဆင်ပြေတဲ့အချိန်မှာတော့ကောင်းကောင်းကြီးစံပြီးတော့ပေါ့နော်အဆင်မပြေတဲ့အချိန်မှာတော့ကိုကိုဒီအဆင်မပြေမှုတွေနဲ့ထားခဲ့တဲ့သူတွေပေါ့နော် အဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်နံပါတ်1သမားတွေလည်းပြန်ဖတ်ပါမယ်အော်နံပါတ်2သမားရဲ့အတွက်ကလေဟိုအရင်ကံကောင်းလားဆိုရင်တော့အလွတ်မြွတ်လို့တော့မဟုတ်ဘူးပေါ့နော်အတက်အတက်အနေထားမှာတော့ကံကောင်းတာတော့တွေးရတယ်ပေါ့အရင်ထက်ပိုပြီးတော့တိတိတတကြီးတော့အဆင်ပြေဘူးအဆင်ပြေမှုတွေဝင်လာမယ်ဟိုအလုံးလိုက်ခေးလိုက်တော့မဟုတ်ဘူးဖြည်းဖြည်းလေးတော့ပေါ့နော်ပြုမယ်ဆိုရင်အရင်ပိုမပိုမဆန်နေရင်တော့မှ အာဒီပေါ့နော်တနေ့တာတနေ့တာကောင်းကောင်းကြီးစားနိုင်တဲ့အခြေအနေတခုကိုတော့ပြန်လေးရောက်လာတော့မယ်ဖြစ်တယ်ပြန်လေးငွေချေးတွေဆိုရင်လည်းပြန်လေးလေပတ်လာမယ်အဲပေါ့နော်ဟိုဘယ်လိုပြရမလဲအရင်ကြီးဘယ်လိုမျိုးအလုံးလိုက်ခက်လိုက်ဝင်လာတာတော့မဖြစ်ဖြစ်လေးပုံမှန်လေးဝင်လာမယ်အရာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနံပါတ်1နှစ်သမားတွေတက်ကလေအခုရပိုင်းတွေထင်မှာဟိုဒီပေါ့နော်ဟိုဆွန် ဆွမ်းရှက်ပြီးတော့လေတမင်းဟင်းချက်ပြီးတော့ဖုံဖုံရှိမှသွားကပ်ပြီးတော့ပေါ့နော်ရတရားခြေလိုက်တာမျိုးလေးတွေဖုံကြီးဆောင်သွားပြီးတော့ပေါ့နော်တခုခုကုတူသွားလောက်လိုက်တာမျိုးလေးတွေဆိုပို့ပြီးတော့ကန်ကောင်းမှုတွေရောက်လာမယ် manifestation တွေလောက်တယ်ဆိုရင်လေအောင်မြင်မယ်ကောတွေ့ရတယ်ပေါ့နော်ကြီးကြီးမားမားတော့မဟုတ်တိတိလေးတွေတိတိလေးတွေအစဉ်ပြေမယ်တည်ငောင်းတွေချက်ရမယ်ပေါ့နော်အာဟိုဘယ်လိုပြောလဲအစဉ်ပြေခါစားပြုတ်လာလို့ပြီပေါ့နော်လက်ရှိမှာကိုကဒီအစဉ်မပြေမှုတွေခံစားနေရတယ်ဆိုရင်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာအစဉ်ပြေမှုတွေအဆက်ပြိုးလာတော့မယ် နော်တဖြည်းလေးဖြည်းဖြည်းလေးဖြည်းဖြည်းလေးအာပေါ့နော်အဲ့လိုမျိုးတနေ့တနေ့စားတနေ့စားငွေတွေဝင်လာတယ်အလုံးလိုက်ခဲလိုက်တော့မဟုတ်ဘူးဖြည်းဖြည်းလေးဝင်ပြီးတော့ဖြည်းဖြည်းလေးပုံမာလေးပဲကိုယ့်ရဲ့ငွေစည်းကန်စားငွေကိုယ့်ရဲ့ဒီငွေကန်ကန်စားတာပေါ့နော်ကိုယ့်ရဲ့ကန်ကအဲ့လိုမျိုးလေးပေါ့နော် အချမ်းသာလားချမ်းသာမဲ့ကင်းကတော့မရောက်သေးဘူးပေါ့နော်အစဉ်ပြင်းမဲ့ကန်စားတာတခုတော့ရောက်လာပြီလို့တွေ့ရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများအတွက်ချိန်နဲ့တက်တယ်ဆိုရင်လည်းချိန်နဲ့တက်တယ်အကြောင်းကိုရေးသွားပေးလို့ရတယ် follow လုပ်သွားပေးလို့ရတယ်များများလေး share ပေးပါလို့တောင်းဆိုပြရသေးတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ